မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ16ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့စေတရီများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့အကျန်းဖက်စစ်တပ်ကအင်ကပူမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုလေကြောင်းကနေထပ်မံပုံကျဲတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် ။ ARD တိုင်းဟင်းသရခရိုင်အင်ကပူမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုဒီကနေ့မေလ16ရက်နေ့မနက်အစောပိုင်းမှာလေကြောင်းကနေထပ်မံပုံချေသွားတယ်လို့ဒေသတရင်းရင်းမြစ်တွေကပြောပါရီ။ အကြံပေးစစ်ကောင်စီဟာချင်းကိုက်ကွင်းရွာ၊ဘေပြားကုန်းရွာနဲ့စာစီကုန်းကွင်းရွာတွေဘက်ကဒီကနေ့မေလ16ရက်နေ့မနက်6:40မိနစ်အချိန်ကစပြီးဝိုင်းထွေးလီရင်နဲ့လေကြောင်းတိုက်ခိုက်မှုတွေ18ကြိမ်ထပ်မံပြုလုပ်ခဲ့တာလို့ဒေတာတွင်သတင်းရမျိုးတစ်ခုဖြစ်တဲ့ပတ်သိမ်သတင်းအထူးတပ်ဖွဲ့ကအသိပေးထားပါရီအကြံပေးစစ်ကောင်စီဟာမနေ့ကမေလ18ရက်နေ့ညပိုင်းကလည်းအဲ့ဒီနယ်မြေတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့သေးတယ်လို့လည်းဆိုထားပါရီ အင်ကပူမျိုးနယ်ချင်းခိုက်ကွင်းရွာကစာတင်ကျောင်းနဲ့အမှတ်37တစ်ဆက်တို့ကိုလည်းမေလ15ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်ကွင်းရဆိုင်မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ထို့အပ်သူမေလ15ရက်နေ့ည9:00နာရီခွဲအချိန်မှာလည်းကွင်းကောက်မှာရှိတဲ့တတကငါးကတက်လာတဲ့ပါရာမိုတာက ဘေပြားကုန်းစာစီကုန်းကွင်းချင်းကိုက်ကွင်းရွာတွေဘက်လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့မေလ16ရက်နေ့ည7:00နာရီခွဲအချိန်မှာလေရင်းနှစ်ဆင်းနဲ့ဝရဟောကွင်း ကြက်ပောင်ကုန်းနဲ့တံမြာကုန်းရွာတွေဘက်လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါသေးတယ်။အကြမ်းဖက်စစ်တပ်ဟာစစ်သားအင်အားလိုအပ်နေတဲ့အတွက်ကြောင့်စစ်မှုထမ်းဥပဒေကိုခုတုံးလုပ်ပြီးတော့တပ်သားအစ်တွေအတမစုဆောင်းကတင်နန်းတွေပေးပြီးတော့ရှေ့တန်းစစ်မျက်နှာကိုပိုးလွှတ်နေပေမဲ့တပ်သားအစ်တွေဟာတိုက်စွမ်းရည်မပြည့်ဝတာနဲ့ရှေ့တန်းအထွေထွေမရှိတာတွေကြောင့်ထွက်ပြေးတာတွေများနေတဲ့အတွက်လေကြောင်းကနေပြည်သူပိုင်အိမ်တွေဖုံးတော်ကြီးကျောင်းတွေနဲ့စာသင်ကျောင်းတွေကိုအကြီးကထားတိုက်ခိုက်ဖျက်ဆီးနေတာပဲဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးကံမမျိုးကရက်ကွက်စည်းကမ်းကိုစစ်ကောင်စီလေကြောင်းကနေဘုံကျဲတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။မကွေတိုင်းပခုတ်ကူမျိုးနဲ့ကံမမျိုးအနောက်ဘက်ချမ်းမှာရှိတဲ့ရက်ကွက်စည်းကမ်းတစ်ခုကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတာကြောင့်ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရီ။ဒီကနေ့မေလ18ရက်မနေ့6:18မိနစ်ခန့်အချိန်မှာကံမမျိုးအနောက်ဘက်ဂျိုးပြန်ရက်ကွက်မှာရှိတယ်စေကန်းကို တဒတ်ဦးကတက်လာတဲ့ jet fighter ကတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာစီကံအဆောက်အုံထိခိုက်ပျက်စီးခဲ့ပြီးတော့နှစ်ဦးတန်ရာရသွားတယ်လို့ကနအူးသတင်းတွေအရသိရပါတယ်အဲ့ဒီလေရင်ဟာဒီကနေ့မနေ့6နာရီလောက်က main tank နဲ့ ठी လင်းနာကနေပြန်ကွေပြီးတော့ပေါက်နဲ့ကမ်းမကြားကစီကံကိုတိုက်ခိုက်သွားတာဖြစ်တဲ့အတွက်ဒေသနေပြည်သူတွေအနေနဲ့လေကြောင်းအန်ဒီရေကိုတတိထားနေတိုင်းကြဖို့ဒေသသတင်းရင်းမြစ်တအူးကတိုက်တွန်းထားပါတယ်အချမ်ဖက်စစ်ကောင်စီဟာတိုက်ပွဲဖြစ်တာမရှိဘဲနဲ့အကြောင်းမဲ့တိုက်ခိုက်သွားတာလို့ နောက်ထပ်သတင်းရင်းမြစ်တအူကရှင်းပြထားပါသည် အကြံဖက်စစ်ကောင်စီဟာပြည်သူများပြစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက်ကြောင့်လေကြောင်းအန်ဒီကိုကာကွယ်နိုင်မဲ့ဘုံခုချင်းတွေမဖြစ်မနေတူးထားကြဖို့နဲ့လေကြောင်းအန်ဒီကိုရှော့မတ်တွက်ဖို့လေကြောင်းအချက်ပေးစနစ်တွေထားရှိဖို့ဒေတာတွင်တော်လန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်။နိုင်ငံတော်ဖြစ်နေတဲ့တိုက်ပွဲတွေမှာအထိနာနေတဲ့အကြံဖက်စစ်ကောင်စီဟာမြေပြန့်ဒေတာဖြစ်တဲ့မကွေးတိုင်းနဲ့စကိုင်းတိုင်းအပါအဝင်မြန်မာနိုင်ငံအနှံ့ကအရသာပြည်သူနေထိုင်ရာနေရာတွေစာသင်ကျောင်းတွေကျမ်းမာရေးနဲ့ဘာသာရေးဆိုင်ရာအဆောက်အုံတွေကိုပိတ်မှတ်ထားတိုက် ိုက်ခိုက်နေတာကြောင့်ပြည်သူလူထုထိခိုက်သေးဆုံးမှုတွေဇက်တိုက်ဖြစ်ပေါ်နေတယ်လို့သိရပါပါတယ်ခင်ဗျာဆလဘီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ်တည်ဆောက်နိုင်ရေးနဲ့အယက်သားအစိုးရအမြန်ရရှိရေးနိုင်ငံတော်ဝန်ထမ်းကြဖို့ရွှေဘူ PDF တိုက်တွန်းတဲ့တင်ကိုတင်ပြပေးပါမယ်။ Federal Democracy နိုင်ငံတော်တည်ဆောက်နိုင်ရေးနဲ့မိမိတို့ကိုအုပ်ချုပ်မဲ့အရက်သားအစိုးရကိုမိမိတို့ကိုယ်တိုင်မဲပြီးရွေးချယ်နိုင်ခွင့်အမြန်ဆုံးပြန်လည်ရရှိရေးနိုင်ငံတော်ဝန်ထမ်းဆောင်ကြဖို့ရွှေဘိုခရိုင်အမှတ်26တည်ရင် MDF ရွှေဘိုကတိုက်တွန်းပြောကြားလိုက်ပါတယ်ရွှေဘိုခရိုင်အမှတ်26တပ်ရင်း MDF ရွှေဘိုတီထောင်ချင်း၄နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ပြည်သူလူထုကိုအခုလိုတိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။ မြန်မာတက်ကရီ1389ခုနှစ်ကဆုံလပြည့်နေ့ခရစ်နှစ်2025ခုနှစ်မေလ17ရက်နေ့မှာရွှေဘိုခရိုင်အမှတ်26တရင် MDF ရွှေဘိုတီထောင်ခဲ့တာ၄နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။တရင်တီထောင်မှု၄နှစ်ပြည့်အခမ်းအနားကျင်းပမယ်ဆိုရင်ဒီသားတွေမှရှိတဲ့ပြည်သူလူထုလေကြောင်းအန်တီကြားရောက်မှာစိုးရိမ်နေရတက်တီတက်လှုပ်အခြေအနေကိုစစ်တပ်ဘက်ကမသိစည်းလိုတာတွေကြောင့် တည်ရင်တည်ထောင်ခြင်းလေးနှစ်ပြည့်အထိမ်းအမှတ်လေးကိုအခုမှထုတ်ပြန်ကြေညာရတာလို့အသိပေးထားပါရီရွှေဘိုခရံအမှတ်26တည်ရင် MDF ရွှေဘိုအနေနဲ့2024ခုနှစ်ရှမ်းမန်စစ်စင်ရေးမှာပါဝင်ဆင်နွှဲတိုက်ပွဲဝင်ခဲ့ပြီးတော့အောင်ပွဲတွေရခဲ့တာမှန်ပေမဲ့တာဝန်ကျေပြီလို့မယူဆပဲမဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့တွေလိုဗျူဟာမြောက်တဲ့စစ်စင်ရေးကြီးတွေဆက်လက်ဆင်နွှဲလို့သေးတယ်လို့ဆိုထားပါရီလက်ရှိမှာတိုက်ပွဲတွေပေါ်ဆောင်နိုင်ဖို့ပြန်လည်စုဖွဲ့လေ့ကျင့်ပြင်ဆင်စုဆောင်တာတွေလုပ်နေပြီးတော့လူစိမ့်မရှိတဲ့ဖက်စစ် ်တက်ကိုအမြင့်ဖြတ်နိုင်ရေးမုံမှန်တင်နန်းတွေနဲ့တက်သားသစ်တွေအတွက်တင်နန်းဖွင့်လက်လေ့ကျင့်နေတယ်လို့အသိပေးထားပါတယ်။ဒါကြောင့်တော်လန်ပြည်သူအပေါင်းတို့အနေနဲ့လည်းလူစိတ်မရှိတဲ့စစ်တပ်ကြောင့်ဘေးမတင်ရလေအောင်စီရေးတတိစီရေးအသည့်ရှိရှိနဲ့အန်တီအကင်းအောင်နေထိုင်ရင်နိုင်ငံတော်ဝန်တွေကိုထမ်းဆောင်ကြဖို့ရွှေဘိုခရိုင်အမှတ်26တက်ရင် MDF ရွှေဘိုကဖိတ်ခေါ်ထားပါတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ Federal Democracy နိုင်ငံတော်အသစ်ပေါ်ပေါက်ရေးအသက်ပေးလူသွားခဲ့ကြတဲ့တက်ရင်ကရဲဘော်၉ဦးနဲ့တကွာ နှွေဦးအာဇာနီအပေါင်းကိုဥညွတ်အလေးပြုရင်းအရေးတော်ပြီးမြောက်အောင်မြင်သည့်အထိဆက်လက်တိုက်ပွဲဝင်သွားမည်လို့ရွှေဘိုခရိုင်အမှတ်26တရင် MTF ရွှေဘိုကထုတ်ပြန်ထားပါရခင်ဗျာဆလပီပခုတ်ကိုစက်မှုဆောင်ကစစ်တပ်ကိတ်ကိုတိုက်ခိုက်မှုမှာစေအုပ်စုဘက်က3ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် မကွေးတိုင်းပခုတ်ကူမြို့စစ်မှုဆောင်6လမ်းမှာရှိတဲ့စစ်တပ်ကိတ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်သားနဲ့ပြူစောတီ3ဦးသေဆုံးသွားတယ်လို့မြင်းကြံ Black Tiger MPT တပ်ဖွဲ့ကပြောပါတယ် ပခုတ်ကူမျိုးစက်မှုစုံ6လမ်းမှာရှိတဲ့စစ်တပ်ကိစ္စခန်းကိုမေလ15ရက်နေ့ညနေပိုင်းမှာတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်စေအုပ်စုဘက်ကပြန်လည်ပြစ်ခတ်တာကြောင့်တိုက်ပွဲဟာမိနစ်30ခန့်ကြာခဲ့ပြီးတော့စစ်သား2ဦးနဲ့ပြူစောတိတဦးသေဆုံးကအများအပြားဒဏ်ရာရသွားတယ်လို့အသိပေးထားပါရယ်စေအုပ်စုဘက်ကထိခိုက်မှုများနေတာကြောင့်စစ်တပ်ကိစ္စခန်းကိုအပိသက်သိမ်းပိုက်ဖို့စ조사ခဲ့ပြီးမယ်စစ်တပ်ဘက်ကစစ်ကူစစ်ကြောင်းတွေရောက်လာတဲ့အတွက်တော်လန်ရေးတပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါရယ် အဒီကိစ္စခန်းမှာစစ်အုပ်စုဘက်က6ယောက်ပဲရှိတယ်လို့သတင်းရတဲ့အတွက်ကြောင့်တော်လိုင်းရဲ့အဖွဲ့တွေတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပေမဲ့စစ်အုပ်စုဘက်က25ယောက်လောက်ရှိနေတာရဲ့စစ်ကူတွေရောက်လာတာရဲ့ကြောင့်ပြန်ဆုတ်ခဲ့ရတာလို့လည်းသိရပါတယ်ဒီတိုက်ခိုက်မှုကိုမြင်းချံ Black Tiger MPD တပ်ဖွဲ့နဂါမင်း PDF အဖွဲ့နဲ့တော်လိုင်းရဲ့ပခုတ်ကူတပ်တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတိုက်ပွဲတိုင်းမှာအရေးပါတဲ့စနိုက်ပါတနက်ဝေနိုင်ရေး Black Panther 3000ခန့်ပိမ်းမှာပါဝင်ကြဖို့ကြက်တင်တဲ့စစ်ကြောင်းနှိုးဆော်တဲ့တရင်ကိုတင်ပြပေးပါမယ်။တိုက်ပွဲတိုင်းမှာအရေးပါတဲ့ Sniper တနက်ဝေနိုင်ရေး Black Panther 3000ခန့်ပိမ်းမှာပါဝင်ကြဖို့ပြည်တွင်းပြည်ပက ထောက်ဖို့ပြည်သူတွေကိုကြက်တင်တဲ့စစ်ကြောင်းနဲ့ပွဲစည်းစင်သူတွေကနှိုးဆော်ထားပါတယ်။ တိုက်ပွဲတိုင်းမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့စနိုက်ပါသမားတွေရဲ့စွမ်းဆောင်မှုကိုရှော့တွက်လို့မရတယ်လို့မျက်ွယ်ပြူထားလို့လည်းမရတာကြောင့်လိုအပ်ချက်များစွာတဲကတစ်ခုဖြစ်တဲ့စနိုက်ပါလိုအပ်ချက်ဘက်ကိုစနိုက်ပါလိုအပ်ချက်ကိုဖြည့်တင်းနိုင်ဖို့ဒီကမ်ပိန်းကို ပြုလုပ်ရတာလို့ဆိုထားပါတယ်။ပုံမူကြီးမားခြေပြန်းတဲ့မဟာဗျူဟာနဲ့အတူအလုပ်တွေလုပ်နိုင်ဖို့စက်တင်နဲ့စစ်ကြောင်းနဲ့အတူပါဝင်ပေးကြဖို့ကမ်ပိန်းစီစဉ်သူတွေကတိုက်တွန်းထားပါတယ်။ Black Panther 3000ဆင့် campaign ကိုမေလ15ရက်နေ့ကနေဇူလိုင်လ9ရက်အထိလုံးဝဖြစ်ပြီးတော့ကြက်သိန်း3000ရဖို့မျှော်မှန်းထားတယ်လို့သိရပါတယ်။ပါဝင်အားဖြည့်လို့တဲ့မိဘပြည်သူများအနေနဲ့ကြက်သစ်နဲ့စစ်ကြောင်း FR Page Black Panther Colin Fundraising Team စစ်ကြောင်းထောက်ပို့နဲ့နိုင်ငံတကာ Fundraiser FRC မှာပါဝင်အားဖြည့်နိုင်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောင်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။